မင်္ဂလာပါမနေ့ကလူရိုင်းနီးပါးကြိုက်နေကြတဲ့ဂျူဗင်တက်ကိုပတ်ကံပြီးတော့ရွေးချယ်ခဲ့တဲ့အတလနာဘော်ဒီလေးရဆိုရင်တော့ဖြင့်ဝမ်ဝမ်ရလနဲ့အတူအောင်ပွဲခံနိုင်ခဲ့ပါတယ်ဒါအပြင် Saturday night ကထထရဲ့ညလို့ပြောလို့ရတဲ့ညဖြစ်ပြီးတော့ Telegram channel မှာရွေးချယ်ပေးခဲ့တဲ့ရှစ်ပွဲမှာဆိုရင်6ပွဲတိတိအောင်မြင်ခဲ့ပါတယ်ဒါကြောင့်မလို့ဒီနေ့မှလည်းအကြိုက်တွေ့တဲ့ပွဲစဉ်လေးတွေကို Telegram channel ထဲမှာထပ်ပြီးတော့တင်သွားပေးဖို့ရရှိတာမို့လို့မကြွားရသေးဘူးဆိုရင်တော့အခုပဲ join ထားလိုက်ပါနော် ဒီနေ့အတွက်တော့ Premier League Pitch Map ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Newcastle နဲ့ Arsenal ပွဲစဉ်လေးကိုသုံးသပ်ရွေးချယ်ပေးကြပါမယ်။ဒီပွဲစဉ်လေးကမြန်မာစံတော်ချိန်ည10:00နာရီအချိန်မှာရှင်းပြိုင်ကစားကြမှာဖြစ်ပြီးတော့ဒီပွဲစဉ်လေးကိုစော်ကစားခြင်းနဲ့ဆိုရင်တော့ Chelsea မှာ Ibak Khoshi ကို5-3လုံးမစ်တုကိုအတန်ဆုံး promotion အနေနဲ့တူယုံကြည်စိတ်ချစွာနဲ့လာရောက်အပိတ်လို့ရပါတယ်ရှင်။ Newcastle က Premier League မှာ Liverpool နဲ့တပွဲပဲရှုံးပွဲရှိခဲ့ပြီးတော့ဒါတောင်မှနောက်ဆုံးမိနစ်၉ကြောင်းအရှုံးပေးခဲ့ရတာပါ။ ။အစ်ဆက်မရှိတော့လို့တိုက်စစ်အားနည်းသွားတဲ့နျူကာဆယ်ကဒီရသည့်အဝေးကွင်းပွဲစဉ်၃ပွဲစလုံးကိုစီးစီးရလက်တရေကန်ထားတာပါ။အလဲအလက်အသင်းတွေဆိုရင်နျူကာဆယ်ခန့်စစ်ကမကြောပေမဲ့အသင်းကြီးတွေဖြစ်တဲ့လီဗာပူးကို၃ဂိုးဘာစီလိုနာကို၂ဂိုးပေးခဲ့ရပါတယ်။ဂျားရဲ့ EFL ကပ်မှာတော့လီဝမ်အသင်း Bradford City ကို4-1ရလက်နဲ့နိုင်ခဲ့ပြီးတော့အပေါ်ဆုံးအောင်မြင်ခဲ့ပါတယ်။အဆင့်နဲ့အတွက်ဒီရာတီရဲ့အထက်ပြစ်မှတ်ကပရီးမီးယားလိဖလာပါ 3နှစ်ဆက်တိုက်ဒုတိယရတဲ့အခြေအနေထက်ပိုကောင်းတဲ့ reset ရရှိဖို့ဆိုတာကလည်း champion ဖြစ်ဖို့ကလွယ်ရည်မရှိပါဘူး။အရာဒီအစမှာတင်အသင်းကြီးတွေဖြစ်တဲ့ Man U, Liverpool, Man City တို့နဲ့ပွဲချက်တွေကန်ထားရလို့လက်ခံရတဲ့ရလက်အခြေအနေတွေရှိခဲ့ပါတယ်။စနေညမှာပြန်ပက်တွေဖြစ်တဲ့ Liverpool, Chelsea တို့ရှုံးနိမ့်ခဲ့တာမို့လို့အခုပွဲကို မဖြစ်မနေအနိုင်ယူရပါမယ်။ ဒါပေမဲ့ Newcastle ကမနစ်က EFL Cup မှာနှစ်ကြော်စလုံး Arsenal ကိုအနိုင်ယူထားပြီးတော့စိတ်ကြိမ်းပတ်မှာကန်နဲ့ Premier League ပွဲစဉ်မှာလည်းအနိုင်ရရှိခဲ့တာပါမနစ်က၄ချိန်တွေ့ဆုံခဲ့ရမှာ၃ချိန်အထိအနိုင်ရထားတဲ့ Newcastle ကို Arsenal ကလွယ်ကူမှာတော့မဟုတ်ပါဘူးဖွင့်လှစ်မှုအရကြည့်ရင်လည်း Arsenal ကတရေ80ရှုံးအကျော်ပေးထားပြီးတော့ဂိုးပေါင်းကတော့2.60ပါမနစ်က Newcastle အိမ်ကွင်းမှာ Arsenal ရဲ့အကျော်ပေးမှုက EFL Cup မှာ1 plus 90 Premier League မှာပြား90အကျော်ပေးထားခဲ့တာဖြစ်လို့ဒီနှစ်ပြား90အကျော်ပေးမှုနဲ့အနည်းငယ်ဈေးပြောတယ်လို့ထင်ရပါတယ်။ဒါပေမဲ့ Barcelona လိုအသင်းတော်မှာ New အိမ်ခွေမှာဒဲဆေးနှီးပါးသာဖွင့်လှစ်ထားပေးတာပါ။ဒီပွဲမှာ Newcastle က1-2ရလနဲ့ရှုံးခဲ့တယ်။အခု Arsenal က Liverpool အရှုံးကိုတိတ်ကြပေါက်ပြန်ပြီးတော့အခွင့်အရေးယူရမှာဖြစ်ပြီးတော့ဒီရာသီမှာလူအင်အားရော ကစားအားပါပိုပြီးတောင့်တင်းတဲ့အခြေအနေပါ။စာကာကလည်းပြန်လဲကစားနိုင်နေပြီဖြစ်ပြီးတော့ မာတီနယ်လီအီဇေးတို့ကလည်းအားကိုးနေရပါတယ်ဒါကြောင့်မလို့ဒီ Super Sunday မှာတော့ Arsenal ကိုပဲမျိုးလုံးမှိတ်ပြီးတော့ယုံကြည်လိုက်ရှင်ပါတယ်။ Yes ။အားလုံးပဲရွေးချယ်မှုတွေမှတ်ကန်ပြီးတော့လောင်းသမီးပေါင်းနိုင်ကြပါလိမ့်ရှင်။